အားလုံးမင်္ဂလာပါဖခင်အထံတော်တရားနဲ့တင့်ရဲ့တက်တာထဲမှာငင်တဲ့ချင်းရှိပါစေဒီနေ့ဖခင်နှုတ်ပတ်တော်အဖေကျွန်တော်အတူတကွဆင်ခြင်လိလခွန်အားယူဖို့အတွက်ကြတော့ဒီနေ့ထမြောက်ရကြံအခန်းကြီး73အငယ်78ကိုကျွန်တော်အရင်ဆုံးတစ်ချက်ဖတ်ချင်တာဖြစ်တယ်ဣတိလလူသူကိုဖာရောဖြင့်လွတ်တော်နောက်ဖိလိတိပြည်ကိုရှောက်တော်လမ်းတည်ဖြောင့်တော်လေထူလမ်းဖြစ်ဖျားသခင်ဆောင်းတော်မမူ အကြောင်းမူကားသူတို့သည်စစ်မှုကိုတွေ့မြင်သောအခါစိတ်ပြတ်၍အေကုတုပိတုပြန်ကောင်းပြန်ပြန်ပြန်ကောင်းပြန်ကြလိမ့်မည်ဟုတည်တော်မူ၏တဲ့အေတိလလူမျိုးတွေကနော်ဒီအေကုတုပိမှာကျွန်းခံနှစ်ပေါင်း၄၀၀တူဖို့နော်အဲ့မှာကျွန်းခံပြီးနောက်ပိုင်းမှာဖာရောဖခင်ကလွတ်လပ်တဲ့အချိန်မှာဖိယသခင်ဂတိတော်ပေးခဲ့တဲ့ခါနန်ပြည်ကိုတွားဖွန်တဲ့သူတို့မှာဒီ ဖြစ်လိတိဘီကိုဖြတ်ပြီးမှသွားမယ်ဆိုလို့ရှိရင်ဒါခီးကညီးတယ်ပေါ့နော်ညီးတယ်ဒါပေမဲ့ဖျားခင်ကအဲ့ဒီအဲ့ဒီသွားခိုင်းမယ်ဆိုလို့ရှိရင်တို့ကဗာလဲခဏလေးနဲ့တော့ရောက်မယ်ဒါပေမဲ့ဗာလဲတို့ကအဲ့မှာစစ်ဖြစ်လိတိလူရီနဲ့ရင်ဆိုင်ရတဲ့ခါမှာတို့ကစစ်တိုက်ရတဲ့ချိန်မှာနောက်ပြန်လေးမှာကိုဖျားခင်ကတိတဲ့အတွက်ကြောင့်ဗာလောက်ဆောင်လဲဆိုလို့ရှိရင်တိုးလန်းကလည်းပတ်ပြီးမှတို့ကိုပို့ဆောင်တယ်ဆိုရအောင်တွေ့ရဖြစ်တယ် တခါတည်းမှာအခုခေတ်ဒီမှာဆိုရင်ဘူးပြီးမှဘာဖြစ်လဲဆိုရှင်အလွယ်တကူအမြန်ဆုံးကြတဲ့အရာတွေကိုနှစ်သက်ကြရဲဘာပဲလို့လို့စောင့်နေရတဲ့အရာကိုမလုပ်ချင်လို့ရပါလေအခုလို့အခုရအဲ့လိုမျိုးပေါ့နော်အဲ့ဒီကာလအချိန်မှာတမက်ဖီးယားသခင်ကအဲ့ဒီလလူမျိုးတွေဘလို့တင်တင်ခဲ့လဲဆိုရှင်ခဏလေးတော့ဖို့နီလာအဖြစ်ဖျားခင်ပုဆောင်လို့ရလားဆိုလို့ရှင်ပုဆောင်လို့ရတယ်ဒါပေမဲ့ဖျားခင်သူတို့ကိုပါလေခါနန်ပြည်ဖျားကတိတော့ပေးခဲ့တဲ့ပြည်ကိုရောက်ဖို့တဲ့သူတို့မှာ ဖြတ်တန်းရတဲ့သုံးကန္တာရတွေကိုဘုရားခင်ကသူတို့သူတို့နဲ့အတူဘုရားခင်အတူပါရှိပြီးမှ ဖြတ်တန်းခြင်းအခွင့်ကိုပေးခဲ့တာဖြစ်တယ်။အဲ့ဒီတောလန်းအဖြစ်သူတို့ကိုပူဆောင်တယ်ပေါ့နော်။အဲ့တော့လွေကူတဲ့အရာပေါ့နော်။ကျွန်တော်ရဲ့အတ္တအသင်းမှာ ပေးရမစူတိမလားတင်တန်းဆိုရောလေးလာတင်တန်းအလွေအမြန်ဆုံးဖြစ်တဲ့အရာတွေကိုလို့ဆိုဒါပေမဲ့ဘုရားသခင်ရဲ့ညံ့ရမကအဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့ကိုတုန်တင်ပေးခြင်းနဲ့နော်။ ကျွန်တော်တို့ကိုရင့်ကျက်အောင်လှုပ်ဆောင်ပေးခြင်းနဲ့ဖျားဖြစ်တာဖြစ်တယ်။အဲ့တော့တခါတည်းကျွန်တော်တို့ဆုတောင်းတယ်ဆုတောင်းတဲ့အတိုင်းချစ်ချင်းရခြင်းနဲ့အဲ့လိုမဟုတ်ဘဲနဲ့ဗာလဲဖျားကကြာရှည်စွာဆောင့်ခိုင်းပြီးမှနှစ်တည်များစွာကြာလာတဲ့ခါမှာအဲ့ဒီအရာအဲ့ဒီအလူတော်တွေကိုပြည့်စုံရတော့ဖျားအခွင့်ကိုဖျားကပေးတဲ့ဖျားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ခါလန်ဘီကိုရော့ပွန့်တဲ့ဆန်ချင်းဆန်နော nature ဘုရားကပါလေသူတို့ကိုပို့ဆောင်ခြင်းတာဖြစ်တယ်အဲ့ကြောင့်ကန္တာရအထင်းမှာများစွာသော ခက်ခဲခြင်းတွေကိုဖျက်တမ်းခဲ့တယ်အဲ့ဒီအချိန်ကြီးမှာတော့မဘုရားသခင်သူတို့နဲ့အတူရှိခဲ့တာဖြစ်တယ်နော်အဲ့တော့ဘုရားသခင်ကအဲ့ဒီအဲ့ဒီလလူမျိုးတွေကိုအကုတ္တဘီယာနဲ့ခေါ်လာတဲ့ချိန်မှာသူတို့နဲ့အတူရှိတယ်ဆိုရက်ကိုနော်ဘုရားခင်ဘလို့နီးလာနေတဲ့သူတို့ကိုပူဆောင်ခဲ့လဲဆိုလို့ရှိရင်ကျွန်တော်ကျမ်းစာနောက်တစ်ပတ်ကိုဖတ်ချင်တာဖြစ်တယ်ထမြောက်ရကျမ်းပေါ့နော်ထမြောက်ရအခန်းကြီး40ထမြောက်ရ အခန်းကြီး40အငယ်34ကနေ38ထိကျွန်တော်ဖတ်ချင်တာဖြစ်တယ်။ထိုအခါမူးတင်သည်ပရိသတ်စီဝေးရာတေးတော်ကိုလွမ်းမှု၍သာရဖျား၏ဘုံတော်သည်တေးတော်ကို ဖြတ်နေ၏တဲ့။သူတို့မူးတင်သည်ပရိသတ်စီဝေးရာတေးတော်အပေါ်၌နေသောကြောင့်မောရှိသည်အထေးတို့မွန်ရသာရဖျား၏ဘုံတော်သည်တေးတော်ကို ဖြန့်လက်နေတဲ့အစ်တေလအမျိုးသားတို့သည်ခရီးသွားလေရာရာတွင်မိုးတိမ်သည့်တေးတေးတော်ပေါ်မှာ ကွာမြောက်တော့ခါခီးသွားကြအင်းတဲ့ပြီးရင်မိုးတိမ်မကွာမမြောက်တဲ့မကွာမမြောက်မီနေ့နေ့တိုင်အောင်ခီးမသွားပဲနေကြ යි ခီးသွားလေရာရာတွင်ဣတိလမြူသားပေါင်းသူရှေ့မောက်၌သာရဖျားရဲ့မိုးတိမ်ဒီနေ့အခါတေးတော်ပေါ်မှာတည်နေ၏တဲ့ညအခါမိရှံဖြစ်လက်တည်နေလေ၏တည်နေလေတည်းဆိုမှအကျဉ်းသာထင်မှာအဲ့တော့ဣတိလလူမျိုးတွေကိုတိုးကန္တာရမှာဖြတ်တန်းတဲ့ခါမှာဒီတိုင်းဘက်မှာဖြတ်တန်းကော ဘုရားသခင်ကဗာလဲသူတို့နဲ့အတူရှိတယ်ပြီးမိုးတိမ်တိုင်းနေ့အချိန်မှာသူတို့ကိုဗာနဲ့ွေကလဲဆိုလို့ရှိရင်အပူတန်အပူအရှင်ကိုသူတို့ခံနိုင်ဖို့အတွက်ဗာလဲမိုးတိမ်အဖြစ်နဲ့သူတို့ကိုသူတို့ကိုမိုးတိမ်ကွေကပေးတယ်ညအချိန်မှာဆိုရင်အဲ့ဒီမိုးတိမ်ကဗာဖြစ်လဲဆိုလို့ရှိရင်မိတိုင်ဖြစ်နဲ့သူတို့ကိုအလင်းပေးတယ်ဆိုရအောင်ကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့သူတို့အတ္တတာထဲမှာအံ့ဩဆရာကောင်းတယ်သိမလားနေ့အချိန်မှာဗာလဲ မိုးတင်အဖြစ်သူတို့ကိုွက်ကြတယ်ညချိန်မှာအဲ့ဒီမိုးတင်ကဘာလဲမိတန်အဖြစ်နဲ့သူတို့ကိုအလင်းပေးတယ်ဆိုတော့ကျွန်တော်သိရဖြစ်တယ်ဒါပေမဲ့အဲ့ဒီမိတန်ရွိတဲ့ချိန်မှာသူတို့ကခီးသွားရဖြစ်တယ်နော်အဲ့တော့ဖီးယားသခင်ကကျွန်တော်တို့ကိုတခါပြန်တင့်မလားကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေလိမ်မြန်စွာလှုပ်ဆောင်ခြင်းတဲ့အရာတွေထက်ဖီးယားရဲ့အလူတော်ထဲမှာဖီးယားရဲ့သဘောတွေထဲမှာကျွန်တော်တို့ကိုဗာလဲ ကျွန်တော်တို့ကိုလှုပ်ဆောင်ခိုင်းစေခြင်းနဲ့ဖျားဖြစ်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့နီလာနဲ့ဆိုရင်အလွေတကူဖြက်လန်းနေတဲ့ဗာလဲခန္ဓာပြီကိုရောက်ချင်တယ်။ဒါပေမဲ့ဖျားသခင်ကနီလာကအဲ့လိုမဟုတ်ဘဲနဲ့ဗာလဲသူတို့ကိုလမ်းတစ်လျှောက်မှာတုန်တင်ပေးခြင်းရင့်ကျက်ခြင်းနဲ့ခန္ဓာပြီမှာသူတို့ဘလူးပုံစံနဲ့အသက်ရှင်ရမယ်သူတို့တော့အဲ့အကြောင်းခန္ဓာပြီမရောက်ခင်မှာသူတို့ကိုများစွာတုန်တင်ပေးတဲ့အရာဖြစ်တာဖြစ်တယ်။အဲ့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလူချင်းတဲ့အရာတစ်ခုကိုရရှိဖို့အတွက်ကျွန်တော်တို့မှာဗာလဲအချိန်လိုအပ်တာဖြစ်တယ်။ ်နော်နားလေအောင်ပူပြီးမှကျွန်တော်တို့လူအပ်တဲ့အရာကိုတုံးသက်လအောင်ကျွန်တော်တို့ကပါလေအဲ့ဒီအရာကိုမရရှိတဲ့အခါမှာကျွန်တော်တို့ကိုများစွာပါလေအတွေ့အကြုံသွန်သင်ပေးတဲ့အရာတွေရှိတာဖြစ်တယ်နော်အဲ့ကြောင့်ဘာဖြစ်လို့ဆိုကျွန်တော်တို့အလွယ်တကူကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကအဲ့ဒီအရာကိုတန်ဖိုးရှိမှမသိဘူးသိမလားတန်ဖိုးရှိမှမသိတော့ဘူးတန်ဖိုးမထားတော့ဘူးအဲ့လိုမျိုးဖြစ်တာအဲ့ကြောင့်ကျွန်တော်တို့အသက်တာထဲမှာဖះရဲ့အကြံစီ ဖေဟာသွားခိုင်းတဲ့အချိန်ထဲမှာကျွန်တော်ကသွားဖွင့်တယ်အိမ်မတမအရေးကြီးတာဖြစ်တယ်။အဲ့တော့မိုးတင်ကအသေးတော်ဘောနဲ့တော့သူတည်နေတဲ့နေရာထက်နဲ့သူရွေ့ပြီဆိုရင်အဲ့ဒီလလူမျိုးတွေကလည်းရွေ့ရတာဖြစ်တယ်။ခေးထွက်ရတာဖြစ်တယ်။ပြီးအဲ့ဒီမိုးတင်ကရက်ရက်ပြီဆိုလို့ရှိရင်ပေးချင်းပဲရက်ရက်နေ့တပိုင်းမှာပဲရက်ရက်ညနေမှာပဲရက်ရက်ပါလေသူတို့ကရက်ရက်ဖြစ်တယ်။နော်အဲ့တော့နောက်ကျွန်တော်စမ်းစာလေးနောက်တစ်ပတ်ကိုဖတ်ချင်တာဖြစ်တယ်။တိုးလျာကျမ်းထဲမှာပေါ့ တောလျာကြံခန်းကြီးကူအငဲ15ထဲမှာတဲတော်ကိုတဲ့ထူထောင်သောနေ့၌မိုးတိမ်သည်တဲတော်ပေါ်မှာတည်ရွေးတဲ့တက်တေခန့်ချက်တဲတော်ကိုဖုံးအုပ်လေညဥ်မစားရဲ့နဲ့နဲ့တိုင်အောင်တဲတော်ပေါ်မှာမိခဲ့သူဖြစ်နေ၏တဲ့ညဥ်မစားမှာဗာလဲမိုးလင်းတဲ့တိုင်အောင်အဲ့ဒီမိုးမိုးတိမ်တိုင်ကဗာလဲမိခဲ့သူဖြစ်နေအတင်းပေးတာညဆိုပြင်ပါဗာလဲသူသူအစင်ဖြစ်၍နေ့ချိန်၌မိုး တိမ်ဖုံးအုပ်လက်ညချိန်လိုက်မိခဲ့သူထင်လက်ရှိနေ့ချိန်မှာကျတော့မိုးတိမ်သူတို့ရဲ့တင်မလားအပူရှင်ကိုကောက်ွယ်ပေးတယ်အဲ့ကြောင့်ဖျားသခင်ရဲ့အထံတော်ထဲမှာနေတဲ့လူကဗာလဲအပူရှင်ယောက်ျောင်းကိုမတိရဘူးလို့ပြောပြောချင်တာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ရဲ့တက်တာထဲမှာကျွန်တော်တို့လှုပ်ဆောင်ခြင်းနဲ့နော်အရာတွေထက်ဖျားသခင်လမ်းပြတဲ့အတိုင်းကျွန်တော်တို့ကဗာလဲသွားတတ်တော်သူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့စိတ်ထဲကနေဆိုရင်ဗာလဲတချို့သောအရာတွေကိုအမြန်ဆုံးလှုပ်ခြင်းဒါပေမဲ့ဗာလဲ ဖိယသခင်ရဲ့လမ်းပြတဲ့အတိုင်းတင်ဟာအမြန်ဆုံးအရှိကိုရောက်တဲ့လူဖြစ်ချင်မှဖြစ်လိမ့်မယ်။ဒါပေမဲ့ဖိယသခင်ရဲ့လမ်းပြတဲ့အတိုင်းတင်ဟာဗာလဲရောက်နေတဲ့လူလားဒါကအရန်ကြီးကြီးတာဖြစ်တယ်။တချို့လူတွေနော်အမြန်ဆုံးသူတို့နီးလားနေနဲ့သူတို့ဗာလဲအောင်မြင်လို့ဆုံးကြတယ်။ဖိယသခင်ကျွန်တော်တို့ကိုဗာလဲသူ့ရဲ့နီးလန်းချက်နဲ့ကျွန်တော်တို့ကိုဗာလဲပို့ဆောင်ခြင်းနဲ့ဖိယဖြစ်တာဖြစ်တယ်။နော်အဲ့တော့ဒီမှာဗာလဲမိုးတိမ်ရွှေ့တဲ့ချိန်မှာဣတိလလူမျိုးတွေကရွှေ့ရတယ်။ မုန်းတိမ်ရိုက်ရက်တယ်ဆိုလို့ရှိရင်အေဒီလာလူမျိုးတွေကအဲ့မှာရက်ကြတာဖြစ်တယ်။နော်အဲ့မှာညချင်းနဲ့မိကဲတို့ချင်ရှားလက်ရှိတဲ့ဆက်ခွန်တဲ့မှာမုန်းတိမ်ဒီတေးတော်ပုံမှကွာမြောက်တော့ခါအေဒီလာမျိုးသားတို့ဒီခီးသွားကြတယ်။မုန်းတိမ်ကအဲ့ဒီတေးတော်ဘဝနဲ့သူရွှေ့တဲ့ချိန်မှာပါလေအေဒီလာလူမျိုးတွေကခီးသွားရတယ်။အစင်သစ်ဖြစ်ဖြစ်မဖြစ်ဖြစ်အဲ့ကြောင့်အေဒီလာလူမျိုးတွေကပါလေအမြင်နဲ့အစင်သစ်ဖြစ်ရတာအထက်ကိုကြည့်ပြီးမှသူတို့သွားရတယ်။နော် အထက်ကရွေ့ပြီဆိုတာနဲ့ပါလေသူတို့လူမျိုးတွေအားလုံးတွေ့ရတယ်ဘလောက်ကောင်းမွန်တဲ့အရာတွေပဲတိဆောက်ထားပါလေသူတို့ထားမှတွေ့ရအဲ့ဒါကြောင့်သူတို့ဒါပေမဲ့အဲ့ဒီမိုးတင်ကရက်ပြီဆိုလို့ရှိရင်သူတို့ရက်ရတယ်ခီးသွားလို့မရအောင်ကျွန်တော်တို့ရဲ့အတ္တတာသင်းမှာဒါကအင်မတန်မှအရေးကြီးဖြစ်တယ်ဖေဟာရဲ့လမ်းပြချင်းသင်းမှာကျွန်တော်တို့ကိုသွားဆိုရင်ပါလေမသွားချင်ဘူးဆိုမှအကြောင်းပြချက်ပေးလို့မရဘူးဖေဟာသွားခိုင်းနေဆိုရင်ပါလေ ျွန်တော်တို့ကလှုပ်ဆောင်ရမှာဖြစ်တယ်။တွားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်။ဒီမှာမူတင်ရတဲ့ခါမှာယူအစ်ဒီလာမြူသားတဲ့ခိတရာမူတင်တီနေရာရာ၌တေးများကိုဆောက်ပြန်ကြ၏။မူတင်ကရက်ပြီဆိုလို့ရှင်အဲ့မှာတို့ကနေရတယ်။အဲ့မှာတေးတွေပြန်ဆောက်ရတယ်။ပြီးရင်သောရဖျားမိတ်တော်မူသည့်အတိုင်းဣတိလမြူသားသူသည်ခီးတွားကြ၏သောရဖျားမိတ်တော်မူသည့်အတိုင်းလည်းတေးများကိုစောင့်ကြ၏မူးတိမ်သည့်တေးတော်အပေါ်မှာတည်နေသည်မြတ်သောကာလပလုံး သူတို့ဒီတေးနိုင်နေကြတယ်မိုးတင်ကအဲ့ဒီတေးပေါ်မှာတည်နေတဲ့ကာလပတ်လုံးဟာသူတို့ကအဲ့မှာပဲနေရတယ်ဘေးမှာမတော့ရဘူးခီးမထွက်ရဘူးနော်အဲတေးနေကြမိုးတင်ဒီတေးတော်ပေါ်မှာနေ့ရက်ကြာမြင့်စွာတည်နေတော့ခါဣတိလမြူသားသူတည်ခီးမတော့ပဲထော်ရဖျားထံတော်၌ဆောင်းတယ်ကြာဤတဲ့မိုးတင်ဒီတေးတော်ပေါ်မှာနေ့ရက်အနည်းငယ်မြတည်နေတော့ခါထော်ရဖျားအမိန့်တော်တိုင်းသူတို့ဒီတေးနိုင်နေကြဤထော်ရဖျားမိန့်တော်မူသည့်အတိုင်းလဲခီးသွားကြဤ ငိုးတင်ရရက်နှင်းငယ်ပဲနေပြီးမှဆက်ပြီးမှရွေ့တယ်ဆိုရှင်ဣဒေလလူမျိုးတွေလည်းပါလေလိုက်သွားရအဲ့ဒီတိုင်းသွားရငိုးတင်ရနှစ်နှစ်ချီတနေရာတဲ့အဲ့တနေရာချင်းမှာပဲတည်နေတယ်ဆိုရှင်တို့ကအဲ့နေရာမှာနှစ်နှစ်ချီနေရဖြစ်တယ်ဖျားသခင်ပြုတ်ခိုင်းတဲ့အတိုင်းတို့လှုပ်ဆောင်ရတာဖြစ်တယ်ပြင်မလားဖျားခင်သွားခိုင်းတဲ့ချိန်မှာသွားရတယ်အာဒီနေရာမှာနေတာကြပြီးအသားကျလာပြီးပြင်မလားတချို့လူတွေကအဲ့လို ထိုင်ပြီးပြန်ပြီးမှမချချင်ဘူးအဲ့လိုဖြစ်တာဒါပေမဲ့ဘုရားသခင်ထဆိုရင်ဗာလဲတင်ထားရမှာဖြစ်တယ်မဟုတ်ဆိုရင်ဗာလဲတင်ရဘုရားသခင်အွက်ကမိုးအောက်မှာမရှိတော့ဘူးဖြစ်တာဖြစ်တယ်မိုးတင်ရဲ့အောက်အလင်းပေးနေတဲ့ညမိတိုင်ရဲ့အောက်မှာတင်မရှိတော့ခါမှာတင်တွေ့ဗာလဲအန်ဒီဖြစ်เสียရဖြစ်တယ်အဲ့ကြောင့်ဗာလဲဘုရားခင်နေခိုင်းနေမှာအကြိုင်နေခိုင်းနေဆိုရင်အဲ့နေမှာအကြိုင်နေပါမိုးတိမ်ရွိပြီဆိုရင်တင်ရပါလေရွိပါတင်းရဲ့အသွေးခေါ်တင်းရဲ့အမြင်နဲ့ မတော်ပင်းနဲ့ပါလေဖះရဲ့အမြင်နဲ့ကျွန်တော်တို့ကပါလေအထက်ကိုကြည့်ပြီးမှကျွန်တော်တို့ကိုဘုရားခင်ကတွားခိုင်းစေခြင်းနဲ့အရာဖြစ်တာဖြစ်တယ်အဲ့တော့တင်းရဲ့စိတ်ဆုံးဖြတ်ချက်တွေနဲ့မဟုတ်ပင်းနဲ့ပါလေဖះရဲ့အလိုတော်ဘုရားပို့ဆောင်တဲ့အချိန်မိုးတိမ်ရွိတဲ့အချိန်မှာကျွန်တော်တို့ကပါလေရွိပြီးမှတွားတတ်တော်သူဖြစ်ဖွယ်တယ်ဒီနေ့အရန်ရေးကြည့်တာဖြစ်တယ်ဣတိလလူမျိုးတွေကိုဘုရားခင်ကပါလေညမှာမိတိုင်နဲ့ပို့ဆောင်တယ်နေ့မှာပါလေ မိုးတိမ်နဲ့သူတို့ကိုကြွေကာပြီးမှပူဆောင်ခဲ့ရတဲ့ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့သူတို့မိုးတိမ်ရက်တဲ့နေရာမှာသူတို့ရက်ရတယ်တေးဆောက်ရတယ်ပြီးမိုးတိမ်ညွိပြီဆိုလို့ရှိရင်သူတို့ကလည်းဆက်ပြီးမှသွားရတာဖြစ်တယ်ဖီးယားရဲ့လမ်းပြခြင်းအတူရှိခြင်းတွေကလည်းခက်ခဲပြဿနာတွေများစွာထဲကနေဖီးယားရဲ့ဆောင်းမခြင်းတွေကသူတို့အပေါ်မှာတရှိခဲ့ရဖြစ်တယ်အဲ့လာကိုဖီးယားခင်သူတို့နဲ့အတူရှိတယ်ဆိုရက်ကိုဖီးယားခင်ပြအရှင်တို့ဖြစ်တာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာအထက်မှာရောကျွန်တော်ယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာ ယေရှုခရစ်တော်ကိုယုံကြည်မိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံသွားတဲ့အချိန်မှာကျွန်တော်တို့ကတခါတည်းသိမလားကောင်းကင်နိုင်ငံရောက်သွားတာမဟုတ်ဘူး။ဘာလောကထဲမှာဆက်ပြီးမှအသက်ရှင်ရတဲ့အသက်တာရှိတယ်။အဲ့ဒီအချိန်ကာလတွေထဲမှာဖခင်ကကျွန်တော်တို့ကိုဘယ်လိုအသက်ရှင်ခိုင်းစေချင်လဲဆိုလို့ရှင်ဣတိလလူမျိုးတွေကိုလမ်းပြတယ်လို့ပဲဖခင်ကကျွန်တော်တို့ကိုအုပ်စိုးပြီးမှလမ်းပြချင်တယ်။အဲ့တော့ကျွန်တော်တို့ကဗာလေအဲ့ဒီယေရှုခရစ်တော်ကိုယုံကြည်လိုက်ရင်နောက်ပိုင်းမှာကျွန်တော်တို့ကကျွန်တော်တို့စိတ်ကြအသက်မရှင်ဘဲနဲ့အချက်က ဘုရားသခင်လမ်းပြတဲ့အတိုင်းကျွန်တော်တို့ကိုအသက်ရှင်ခိုင်းစေချင်တာဖြစ်တယ်။ဘုရားသခင်ကကျွန်တော်တို့ကိုတွားဆိုရင်ပါလေတွားရမှာဖြစ်တယ်။ဘုရားသခင်ကယက်ဆိုရင်ကျွန်တော်တို့ကယက်ပြီးမှပါလေအသက်ရှင်ရမှာဖြစ်တယ်။အဲ့ကြောင့်ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာအထက်မှာဖះလမ်းပြတဲ့အတိုင်းကျွန်တော်တို့အသက်ရှင်ပြဖို့အတွက်ဖြစ်တာဖြစ်တယ်။မိုးတိမ်ကြွေရဆိုရှင်ဣတိလလူမျိုးတွေယူရတယ်လို့ကျွန်တော်တို့ရဲ့အသက်တာအထက်မှာရောကျွန်တော်တို့ကဘုရားခင်ကပါလေသူလမ်းပြတဲ့အတိုင်းသူကျွန်တော်တို့ကိုဆွဲခေါ်တဲ့အတိုင်းကျွန်တော်တို့ကပါလေ အဲ့ဒီနောက်ကိုကျွန်တော်တို့ကဗာလဲသစ္စာရှိခြင်းနဲ့လိုက်တော်သူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်အဲ့ကြောင့်เนาะကျွန်တော်တို့ကကျွန်တော်တို့ညက်စိတ်နဲ့အစင်မပြေတဲ့နေရာတွေမှာဆိုရင်ဗာလဲကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ဘုရားခင်အလိုတော်မရှိဘူးထင်နေဆိုမှအလိုသူကိုကျွန်တော်ကအဲ့လိုဆုံးဖြတ်တတ်ကြတယ်ဒါပေမဲ့တင်မလားကျွန်တော်ရဲ့အလိုဆန္ဒတိုင်းမဟုတ်ပဲနဲ့အဲ့ဒီနေရာမှာဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့နဲ့ဘုရားသခင်ကျွန်တော်တို့ကိုထားရဆိုရင်အဲ့နေရာမှာဗာလဲ ဖះကျွန်တော်တို့ကိုထားတဲ့အချိန်ကြီးကျွန်တော်ကနေဖွင့်တဲ့အရေးကြီးတာဖြစ်တယ်။မိုးတိမ်ရွှေ့တယ်ဆိုရင်ကျွန်တော်တို့ဗာလဲရွှေ့ရမယ်။မိုးတိမ်ရက်နေဆိုရင်ကျွန်တော်တို့ကဗာလဲအဲ့နေရာမှာတစ္ဆာရှိဆိုတော့ကျွန်တော်တို့ကရက်နေတော်သူတွေဖြစ်ဖွင့်တဲ့အရေးကြီးတာဖြစ်တယ်။မငီးထွားဖွင့်တဲ့အရေးကြီးတာဖြစ်တယ်နော်။အဲ့ကြောင့်ဒီနေ့ဒီကာလတွေအထက်မှာကျွန်တော်တို့ရဲ့အတ္တအထက်မှာအထက်ဖះရဲ့လမ်းပြမှုအောက်မှာကျွန်တော်ကခံယူပြီးမှအသက်ရှင်တဲ့သူတွေဖြစ်ဖို့အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်။အဲကြောင့်ဒီနေ့တင်းရဲ့အသက်တာထဲမှာတင်းရဲ့စိတ်ကြက် တင်းရဲ့စိတ်အလိုတိုင်းအသက်ရှင်တာတဲ့အထက်ကဘုရားသခင်တင်းကိုလမ်းပြတဲ့အတိုင်းဒီနေ့ကနေစပြီးမှအသက်ရှင်တတ်တော်သူဖြစ်ပါစေတင်းရဲ့အသက်တာထင်းမှာတင်းအသက်ရှင်တဲ့ကာလတွေထင်းမှာဘုရားရဲ့အုပ်ဆိုးခြင်းလမ်းပြခြင်းတွေထင်းမှာတင်းဟာအသက်ရှင်တတ်တော်သူဖြစ်ပါစေဆိုပြီးမှဒီနေ့နှုတ်ကပတ်တော်နင်းငယ်အဖေခွန်အပေးခြင်းအမြတ်တော်ဖြစ်တဲ့အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ